လောကမှာကိုးဝယ်ရတယ်ဆိုတာအမတမဆမ်းပြတယ်လူတွေရဲ့စိတ်ဟာအမတမဆမ်းပြတယ်ဆမ်းပြတဲ့အခါကျတော့လူတွေကဘာရည်ရွယ်ချက်နဲ့ဘာသာတရားတွေကိုကိုးဝယ်နေကြတာလဲလို့မေးလို့ရှိရင်ကိုယ့်ကိုယ်လည်းမေးကြည့်ပေါ့ငါဘာလို့ကိုးဝယ်တာကိုယ့်ကိုယ်လည်းမေးကြည့် ကဘာဝုစတုံးကတော့ကြောက်လို့ကိုယ်ွယ်တာပဲမှန်ပဲဘာလို့လို့ဆိုသဘာဝအန္တရာယ်ကြီးကိုကြောက်တယ်ဒီဘုရားမသားလေးတောင်မှပဲကြည့်နေလေမုန်တိုင်းတိုက်လို့ရှိရင်အိမ်ထဲမှာကုတ်ပြီးတော့ဣတိပိတော်ဖိရောနေတာကြောက်တာဟိုကြောက်လို့လုံးတာအဲ့တော့ကြောက်တယ်ဆိုတဲ့နေရဒီအကြောက်ကိုကာကွယ်နိုင်လို့ရည်ရွယ်ချက်နဲ့ကောက်ွယ်ကြတာနောက်ပိုင်းရောက်လာတဲ့အခါကျတော့ကြောက်တယ်ဆိုတာ တဘာဝအန္တရာယ်ကြီးတွေကြောက်တာလည်းပါတယ်ဆင်းရဲမှကြောက်တာလည်းပါတယ်နှစ်ခုဖြစ်လာပထမတော့တဘာဝအန္တရာယ်ကြီးတွေကိုကြောက်တယ်နောက်ကြတော့ဆင်းရဲမှကြောက်တယ်ဘာဖြစ်လို့လဲဆိုဖះကိုယ်ဝယ်ရင်စီးပွားတက်တယ်လို့ချမ်းသာတယ်လို့ဆင်းရဲမှကြောက်တော့ကိုယ်ဝယ်ကြတယ်ဒီလိုကိုယ်ဝယ်မှုတွေကလောကကြီးမှာအများကြီးပဲပြီးတော့ရှုံးချီချက်ကပါလဲဆိုရင်ဟာတကိုးချီတယ်ငါရဲ့ဘဝ အကောင်းဆုံးဖန်တီးနိုင်တယ်ဒီဖျားကို မကိုးွယ်လို့ဖျားကစိတ်ဆိုးပြီးငါ့ကိုအပြစ်ထံခတ်လိုက်မယ်လို့ဟောကြောက်တယ်ကြောက်တယ်ဂေါရမဗုဒ္ဓကတော့မကိုးွယ်လို့အပြစ်ထံခတ်တယ်ဆိုဘယ်တော့မှမရှိဘူးเนาะအပြစ်ထံခတ်နိုင်တဲ့လူကဒီဥပဒေအရအေးယူတတ်တဲ့ မင်းတို့အစိုးရတော့ပဲရှိတယ်လားဖះကအပြစ်ဒဏ်ခတ်တယ်ဆိုတာဘုရားသာသနာမှာမရှိဘူးဘယ်သူကအပြစ်ဒဏ်ခတ်တာတော့လို့ဆိုတော့ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့စိတ်ဓာတ်ကကိုယ်အပြစ်ခတ်တယ်အပြစ်ဒဏ်ခတ်တယ်ဆိုတာအဲ့လားတချို့ကငရေကြီးတယ်ငရေကြီးတယ်ဆိုတော့ဖះကဒဏ်ပေးတယ်ထင်းနေကြသေးတယ်ကောရဖះက အဲ့ဓာန်ပေးတဲ့ဖရာတဲ့မှာမပါဘူးအဲ့တော့မြတ်စွာဘုရားဟာဒီဗုဒ္ဓဘာသာတွေကိုးကွယ်တဲ့ဖရာဗုဒ္ဓဘာသာတွေအနေနဲ့နားလည်ဖို့လိုအပ်တယ်တို့ဘာဖြစ်လို့ကိုးကွယ်တာလဲဘာဖြစ်လို့ကိုးကွယ်တာလဲဆိုတာနားလည်ဖို့လိုတယ်အခြားဘာသာတရားတွေဟာတို့ရွယ်ချက်နဲ့တို့ကိုးကွယ်ကြတာရှိတယ်တကယ်အစ်မန်ကိုလိုက်ကြည့်မှဆိုရင်တော့ဆင်းရဲတာကြောက်လို့ကိုးကွယ်တယ် ချမ်းသာခြင်းလို့ကိုယ်ပဲအဲ့တော့ဘုရားဘာသာဝင်တွေကဆဲမှကြောက်လို့လို့ချမ်းသာခြင်းလို့ဆိုတာတွေနဲ့ဒီတဘာဝအန္တရာယ်ကြီးတွေကိုကြောက်လို့ဆိုတဲ့ဟာတွေကအကျင့်ပါလာတာပဲရှိတယ်အကျင့်ပါလာတာပဲရှိတယ်ဖခင်ကတဘာကအန္တရာယ်ကြီးတွေကိုဖန်ဆင်းတာမဟုတ်ဘူးတဘာဝတရားရဲ့တဘာဝတရားကပဲတဘာဝဘေးအန္တရာယ်ကြီးတွေကိုဖြစ်ပေါ်စေတာ ဖះဖန်ဆင်းတာမဟုတ်ဘူးဘုရားဘာသာအလို့ရဖះဖန်ဆင်းတာမဟုတ်အဲ့ဒါကြောင့်မို့လို့ဖះကိုကိုးကွယ်တာနဲ့သဘာဝအန္တရာယ်ကြီးတွေကလွတ်တယ်ဆိုတာမဟုတ်ဘူးသူတို့လည်းလွတ်တယ်လားလို့ဆိုတာမဟုတ်ဘူးသဘာဝအန္တရာယ်ဆိုတာသူကသူဖြစ်တာနာမည်ကသဘာဝအန္တရာယ်သဘာဝတရားကဖြစ်ပေါ်လာတာဒါတွေကဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး အဲ့တော့ဖြစ်ပေါ်လာခြင်းအကြောင်းကတခုမိမိကကြောက်လို့ကိုးကွယ်တာတခြားဒီလိုဖြစ်နေဒါဖြင့်ဘုရားဘာသာဝင်တွေကဘာဖြစ်လို့ဘုရားဓမ္မတန်ခါဆိုတာဒီကိုးကွယ်ရကိုးကွယ်ကြရတာလေနတ်ကိုးကွယ်မှုကိုစွန့်လွတ်ပြီးတော့ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာအမှန်ကန်သိဖို့အတွက်ကိုးကွယ်ရတာအမှန်တရားကိုသိဖို့အတွက်ကိုးကွယ် လောကမှာအမှန်မသိသေးလို့လူတွေဟာကြောက်တယ်အမှန်သိရင်ကြောက်ရမှာရှိမှာမရှိဘူးအဲ့အမှန်မသိသည့်အတွက်ကြောင့်လောကကြီးဟာကြောက်เสียဖြစ်နေတယ်အမှန်ဆိုတာဘာတွေလဲလို့ဆိုရင်ဘုရားတရားတော်အရာပြောမယ်ဆိုရင်အမှန်တရားဆိုတာ၄ခုပဲရှိတယ်အရိယပုဂ္ဂိုလ်တွေသိတဲ့အမှန်တရားဒုက္ခ သမုဒယနိရောဓမေခာလို့ဆိုရအမှန်တရား၄ခုတန်တရားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရထားတာจิตနဲ့ဆရာမကောင်းတဲ့ရုပ်နဲ့နံပြဿနာတွေအတိပြည့်နေတဲ့ဒုက္ခရတာအဲဒုက္ခကိုဒုက္ခလို့မထင်လေနဲ့ဘာဖြစ်လို့ဒုက္ခလို့မထင်လေနဲ့လို့ပြောတာဘလောက်ဖဲယာဒုကြီးကြီးဘလောက်ဖဲစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံပြည့်စုံ နော်ဘလောက်ဖဲပညာတတ်တတ်ဘာဖြစ်တဖြည်းဖြည်းချင်းအိုးလာတာဆိုတာရှောင်လို့ရရလားမရတဖြည်းဖြည်းအိုးလာတာကိုလည်းရှောင်လို့မရဘူးနောက်ဆုံးသေးတာဆိုတာရောရှောင်လို့ရရလားအဲ့တော့ဒီ problem ကလာတာကြီးပဲအကုန်လုံးဒါကြောင့်မို့လို့ခြေနဲ့ဆံမကောင်းဘူးလို့ပြောတာဘုန်းကြီးတို့တွေနေ့စဉ်နဲ့မြတ် ဥချင်းပဲရောက်နေတယ်နာချင်းပဲရောက်နေတယ်သိချင်းပဲသွားနေကြတယ်ဘယ်ဘာသာဝင်မဲဖြစ်ဖြစ်ဒီဘက်ကိုသွားတာတူတူပဲဒါကြအလုံးအတူတူပဲအဲ့ဒီဒူညီတဲ့ပြဿနာတွေကိုမြတ်စွာဘုရားအေးဒါအမှန်တရားပဲလောကအမှန်တရားကိုသိအောင်ကြိုးစားဟုတ်တယ်လူဘဝဆိုတာ ယုတ်နဲ့ခန္ယုတ်ခန္ဓာယုတ်နံခန္ဓာနှစ်ခုယုတ်နံနှစ်မျိုးပဲရှိတယ်ခန္ဓာ၅ပါးယုတ်နံတရားပဲရှိတယ်အဲ့ဒီခန္ဓာ၅ပါးယုတ်နံတရားမမြဲဘူးဖြစ်ပြီးရင်ပြတ်သွားတယ်အဲ့ဒီဖြစ်မှု ပြတ်မှုတွေကအမြဲတမ်းအနှောင့်ယှက်ပေးနေလို့ဒုက္ခအဲ့ဒီလိုအနှောင့်ယှက်ပေးနေတာကိုကိုယ်မှဘာမှပါဝါမရှိဘူးဘယ်သူမှတွန်းလှန်နိုင်တာမရှိဘူး ငွေကြေးတနာအသုံးချပြီးတော့ရောတွန်းလှန်ရမလားမရဘူးအာနာယရုအာနာကို အသုံးချပြီးတော့တွန်းလှန်ရောရမလားမရဘူးတဲ့အသိပညာကိုအသုံးချပြီးတော့ဝိဇ္ဇာမန္တန်တွေကိုအသုံးချပြီးတော့တွန်းလှန်ရောရမရဘူးအဲ့ဒါဟာအနတ္တပဲပေါ့ဟောအနိစ္စဒုက္ခအနတ္တဒါသဘောဝတရားကြီး အဲ့ဒါကိုမှန်အောင်သိအောင်လုပ်ရမယ်အဲ့ဒီသဘောဝတရားကြီးကဘာကြောင့်ဖြစ်နေတာတုံးလို့မေးလိုက်လို့ရှင်ဒုက္ခတမှုရိယကိုလိုချင်လို့ဖြစ်နေတာတဲ့ကိုကကောင်းတာလေးတွေးပြီးတော့ဒါကိုရချင်နေလို့ရနေတာဟောတန်တရာထဲမှာဒီနှစ်ခုပဲဘုန်းကြီးတို့ရထားတာကဒုက္ခနော်ရချင်တဲ့တဏှာကအဲ့ဒီဒုက္ခကို ထုတ်လုံနေတဲ့အကြောင်းတရားဒါမှန်တရားပဲ အဲ့ဒါကိုသိဖို့ဘုရားကိုးကွယ်ရတယ်။ဒါကိုသိအောင်ပြောပြလို့မြတ်စွာဘုရားကိုကိုးကွယ်တယ်။ဒါမှမဟုတ်ဗုဒ္ဓဆိုတဲ့သက္ကလုံကသိသူလို့အဓိပ္ပာယ်ရတယ်။ဘာကိုသိတာအမှန်တရားကိုသိတာ။နောက်အဓိပ္ပာယ်ကဗုဒ္ဓဆိုတဲ့နိုးချားသူလို့အဓိပ္ပာယ်ရတယ်။ဘယ်ကနေနိုးလာတာတော့ဆိုမသိခြင်းဆိုတဲ့အိပ်ပျော်ခြင်းကနိုးလာတာ။လောကလူတွေဟာ မသိဘူးဆိုရင်အိပ်ပျော်နေတာပဲလေအသိဉာဏ်မရသေးသမျှအိပ်ပျော်နေတာနဲ့အလားတရံတူတယ်နိုးလာပြီဆိုရင်ကိုယ်ပတ်ဝန်းကျင်ကိုသိလာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကကိုယ်ပတ်ဝန်းကျင်ဘာမှမသိဘူးနိုးလာပြီဆိုရင်အကုန်သိအကုန်မြင်လာအဲ့ဒါကြောင့်မလို့ဗုဒ္ဓဆိုတာရှေးဥစွာနိုးလာသူလို့ဒီလိုအဓိပ္ပာယ်လည်းယူတယ်အဝိကာပါ့ နိုးလာသူနိုးဝအရာခတ်သိန်းကိုသိတဲ့ပုဂ္ဂိုလ်အမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်ဩော်တန်လျာကြီးမှာအကြောင်းနဲ့အကျိုးမှန်မှန်ကန်ကန်ပြောတတ်ပြီးတော့ဟောတတ်ပြီးတော့အဲ့ဒါကြီးကိုမလို့ချင်းရင်ထွက်ပေါက်ပါလဲလို့ဆိုရင်ဒုက္ခနေရောဒနိဗ္ဗာန်ထွက်ပေါက်ပဲဒီဒုက္ခကိုဖယ်ဒုက္ခကြီးရဲ့ထွက်ပေါက်မရှိဘူးလားဆိုရှိတယ်အဲ့ဒါနိဗ္ဗာန်ထွက်ပေါက်ဒါကိုဒုက္ခနေရောဒလို့ခေါ်တယ်ဒုက္ခရဲ့ချုပ်ငြိမ်းရာ အဲ့ဒီဒုက္ခနိရောဓကိုရောက်စေနိုင်တဲ့နိလန်ရောရှိလားရှိတယ်ဒုက္ခနိရောဓကာမိနိပฏิဝရာဆိုပြီးတော့မက္ကသစ္စာလို့ဟောပြည့်ပြည့်စုံစုံပြောထားတာเนาะဥပမာဘာနဲ့တူတုံလို့ပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးဆိုတာဘာနဲ့တူတုံဆိုရင်ယောဂါရယ်ယောဂါဖြစ်ကြောင်းတရားရယ်ယောဂါပျောက်ကင်းခြင်းနဲ့ယောဂါပျောက်အောင် ကုထုံးနဲ့ဆေးဝါးဟော၄ခုရှိတာပဲအဲ့ဒီမှာလည်း ယောဂလည်းရှိတယ်ယောဂဖြစ်စေတတ်တဲ့အကြောင်းတရားလည်းရှိတယ်ယောဂပျောက်ခြင်းဆိုတာလည်းရှိတယ်ပျောက်စေတတ်တဲ့ဈေးဝါးနဲ့ကုထုံးဆိုတာလည်းရှိတယ်ဟောအဲ့ဒါလိုပဲဘုန်းကြီးတို့တွေဒီအမှန်လေးချက်ကိုဟောကြားနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကိုဒီအမှန်လေးချက်ကိုသိဖို့အတွက်ကိုယ်ွယ်ရတာဒါဗုဒ္ဓဘာသာကြီးကိုယ်ွယ်တာ အဲ့တော့ကြောက်တယ်ဆိုတဲ့နေရာဘာကြောက်อ่ะထတ်တလဲလဲအိုရမှာထတ်တလဲလဲနာရမှာတန်တရာထဲမှာဆင်းရဲဒုက္ခတွေရောက်မှာဒါကိုကြောက်တာခုနတဘာဝအန္တရာယ်ကြီးတွေကိုကြောက်တာမဟုတ်ဘူးအေးမသိလို့ရှင်ဘုန်းကြီးတို့တွေဘာလုပ်အဝိဇ္ဇာဆိုတဲ့အတိညာကိမ့်မဲ့လာပြီဆိုလို့ရှင်အမှန်ကိုအမှားထင်နေအမှားကိုအမှန်ထင်နေ လုံးတင်နာကိုမလုံးတင်ဘူးလို့ထင်တယ်မလုံးတင်နာကိုလုံးတင်တယ်လို့ထင်တယ်ရန်တန်လုံးတယ်အဲ့ဒါလို့ထင်နေတာအမှန်မှမသိတာကိုအဝိဇ္ဇာလို့ပြောတာအဝိဇ္ဇာဆိုတာဝိဇ္ဇာဆိုတာအတိညာအဝိဇ္ဇာဆိုတာအတိညာရဲ့ဆက်ကျင်ဘက်အတိညာကိုမဖြစ်ပေါ်စေနိုင်တဲ့အတိညာရဲ့ဆက်ကျင်ဘက်တွေးဝေခြင်းအဲ့ဒါရှိနေပြီဆိုလို့ရှိရင်လုံးဝလောက်ရလောက်တာက သင်္ခါရ လုံးမိလုံးရလုံးနာလို့ဘဝတစ်ခုရလာတာကဝိညာဏနာမရူပသလယရဏဖသဝေဒနာဆိုတာဒါတွေရလာတာဝေဒနာဆိုတဲ့အာယုံနဲ့ပတ်သက်ပြီးတော့ခံစားမှုတွေရှိလာတဲ့အခါမှာလိုချင်တယ်ဆိုတဲ့တဏှာဖြစ်လာပြန်တယ်ဝေဒနာပစ္စယတဏှာအေးဖြစ်လာပြီးတဲ့အခါမှာဆွဲလမ်းမှုဆိုတာလေးဖြစ်လာတဲ့ဥပါဒဏ် ဆွဲလန်းလေးတဲကြောင့်ဘဝတစ်ခုတစ်ခါရဖို့ကြိုးစားလာပြန်တယ်ကမ္မဘဝဥပါဒနာပစ္စယကမ္မဘောအဲ့ဒီကမ္မဘဝရှိလာတဲ့အတွက်ကြောင့်ဘာဖြစ်လဲဘဝပစ္စယဇာတိဆိုပြီးတော့ပြန်ပြီးမွေးဖွားမှုဆိုတာလာပြန်တယ်မွေးလာပြီဆိုရင်တော့နောက်ကဆက်လာမှာဇာတိပစ္စယဇရာမရဏံပဲရှောင်လို့မရဘူးဓာအမှန်တရားတွေဘယ်သူမှညင်လို့မရဘူး ဘယ်ဘာသာဝင်မဲဖြစ်ဖြစ်ယုံဒီဖြစ်စေမယုံဒီဖြစ်စေဒီတိုင်းပဲသွားနေမှာ the law of nature